မင်္ဂလာပါခင်ဗျရှကုခစ်တစ်ကနေဒီနေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ချမ်ဖတ်မင်းအွန်လိုင်းကသူတို့ရဲ့အတူရောင်ရွေးကပွဲကိုကျင်းပနိုင်ရေးအတွက်စစ်တပ်ကဆုံးရှုံးထားတဲ့မြို့နယ်တွေတဲကမြို့ပေါ်ဧရိယာတွေကိုအဓိကထားပြီးဖြစ်နိုင်သမျှအမြန်ဆုံးပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့ညွန်ကြားထားပြန်နေဆိုပါလိမ့် ကချင်ပြည်နယ်ဖားကန်မြို့နယ်ကအမိုက်ပုံကြီးရအနီးစစ်ကြောင်းထိုးဖို့လုံနေပြန်တဲ့ဂျက်ဖတ်စစ်ကောင်စီတပ်ကို GIPD ပြည်ပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းမုံနေရမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတေတဲ့သူတွေတန်ညာရတဲ့သူတွေတောက်တောက်ကိုညားနေပြီးရှစ်ဆက်တိုးလို့မရပဲဖြစ်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်မဲအောင်လိုင်းကသူတို့ရဲ့အတူရောက်ရွေးကောက်ပွဲကိုကျင်းပနိုင်ရေးအတွက် စစ်တပ်ကဆုံးရှုံးထားတဲ့မြို့နယ်တွေတဲကမြို့ပေါ်အေရိယာတွေကိုအတိကထားပြီးဖြစ်နိုင်သမျှအမြန်ဆုံးပြန်လဲတိုက်ခိုက်သိမ်းပိုက်ဖို့ညွန်ကြားထားပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိနိုင်ငံတော်မှာသူတို့စစ်တပ်ဘက်ကဆုံးရှုံးထားတဲ့မြို့နယ်တွေကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာတွေလုတ်တဲ့နေရာမှာမြို့နယ်တစ်ခုလုံးပြန်မသိမ်းနိုင်ရင်တော့ရွေးကောက်ပွဲလုပ်လို့ရအောင်မြို့ပေါ်နေရာတွေကိုအတိကထားပြီးပြန်လဲသိမ်းပိုက်ခိုင်းနေတယ်ဆိုပါတယ်တစ်ဖက်မှာလည်းအကြံဖတ်မင်းအွန်လိုင်းက အဲ့လိုသူတို့စစ်တပ်ကဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်လဲသိမ်းပိုက်ပေးနိုင်တဲ့အရာရှိတဲ့စစ်တီတွေအားလုံးကိုလည်းယာဒုနဲ့စုငွေအခွင့်ရေးပေးမယ်ဆိုပြီးမလုံးပေးထားသေးတယ်လို့နေပြည်တော်စစ်တပ်တရင်အရှင်မြစ်ကပြောထားပါတယ်။လက်ရှိမှာတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတိုင်းမှာနေမြေတွေအကြီးအကျယ်လက်လွတ်ထားရပြီးမရှုမလရှုံးနေနေတဲ့အကြမ်းဖက်မဲအောင်လိုင်းဟာတစ်ဖက်မှာသူတို့ရဲ့အတုယောင်ရွေးကောက်ပွဲကိုသူတို့မှဂျန်နေသေးတယ်လက်ကျန်မျိုးလေးတွေမှာ လာမယ့်ဒီဇင်ဘာလအတွင်းမရရတဲ့နီးနဲ့လှုပ်ဖို့စီစဉ်နေပြန်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကအမိုက်ပုံကျေးရွာအနီးစစ်ကြောင်းထိုးဖို့လုပ်နေပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်ကို GIP ရဲ့ပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ချင်းမုံနေရမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတေတဲ့ဒူတွေဒဏ်ရာရတဲ့ဒူတွေတော်တော်ကိုများနေပြီးရှစ်ဆက်တိုးလို့မရပဲဖြစ်နေတယ်လို့ KIC ရဲ့တရင်ရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ ဖြစ်စဉ်ကတော့ကချင်ပြည်နယ်ဖားကန့်မြို့ကိုရောက်နေတဲ့အကြပ်ဖက်စစ်ကောင်စီတပ်ဟာဇော်လ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲအမိုက်ပုံချေးရွာအနီးမှာစစ်ကြောင်းထိုးဖို့လုပ်နေတဲ့အချိန် KNP တပ်ပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ချင်းမုံနေရမှာတိုက်ပွဲတွေအပြင်းထန်ကူဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းအကြပ်ဖက်စစ်ကောင်စီဘက်ကတေတဲ့သူတွေတန်းရရတဲ့သူတွေတော်တော်ကိုများနေပြီးစစ်တပ်စစ်ကြောင်းဟာလည်းရှေ့ကိုဆက်တိုးလို့မရပဲတော်တော်ကိုအထိနာနေတယ်လို့ KNP စည်ရည်တရင်ကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့ပဲခူးတိုင်းမင်းလာမြို့နယ်မှာအချက်ပစကောင်းစီတပ်သားအချင်းချင်းလက်နက်ကြီးနဲ့မှားယွင်းပစ်ခတ်မှုကြောင့်စမ်းပုတ်ချင်းရွာကိုမိရှုဖို့ရောက်နေတဲ့စစ်ကောင်းစီတပ်သား၅ဦးထိမှန်ပြီးအသေးသေးသိအောင်ကြပြီလို့ဒေတာတွဲစီရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့လက်ရှိမင်းလာမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကြောင်းတွေခွဲပြီးလှည့်လည်မိရှုဖျက်ဆီးနေတဲ့စစ်ကောင်းစီတပ်ဟာဇော်လ24ရက်နေ့ကပဲ မဲလာမြို့နယ်ကရွေးကုန်းကြေးရွာရောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအရက်မူပြီးလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ရမှာသူတို့ပစ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာစမ်းပုတ်ကြေးရွာမှာပါကြောက်ရောက်ပကွက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်စမ်းပုတ်ကြေးရွာကိုမီးရှို့ဖို့ရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာသူတို့စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးပြန်ထိပြီးတော့စစ်သား၅ဦးကနေရာမှာတဲ့အတိအသိတိတ်ကုန်ကြတယ်လို့ အဲ့ဒီသူတို့ရဲ့စစ်သားမသားအလောင်းတွေကိုရွေးကုန်ကြေးရွာဘက်ပြန်တယ်သွားကြတယ်လို့ဒေတာတွေးစီရင်တဲ့ရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။ ဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့အတွင်မှာပြည်သူပိုင်ပစ္စည်းတွေကိုလိုက်လံခိုးယူနေတဲ့အချက်ပစစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကအလက်ငိုက်တက်ခတ်ရမှာစစ်ကောင်စီတပ်သားခေါနှဦးကတော့အသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်အဲ့ဒီသူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုပေါ့မြို့နယ်ဘက်အသေးအတန်တည်သွားကြတယ်လို့ပခုတ်ကူ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ကစ်တေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ပခုတ်ကူမြို့နယ်ကံပမြို့အတွင်းမှာပြည်သူတွေမနေတဲ့နေအိမ်တွေကနေပြည်သူပိုင်းပစ္စည်းတွေကိုလိုက်လံခိုးယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းတပ်တွေကအလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားခေါနာဦးကတော့အတိအသေးကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးတဲ့နောက်တည်သွားတဲ့သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုခိုးရပါပစ္စည်းတွေနဲ့အတူပေါင်းမြို့နယ်ဘက်အသေးအံတည်သွားကြတယ်လို့ ပခုတ်ကူ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာလေပကိုးတိုင်းညောင်လေးပင်မြို့နယ်ရေပုဂံခြေရွာဒိုးတန်းကုန်းမှာတဆွဲထားတဲ့အချက်ပစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားနှစ်ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်လို့7 Raven Drone Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့ဇွန်လ25ရက်နေ့ကပဲညောင်လေးပင်မြို့နယ်ရေပုဂံကျေးရွာဒိုးတန်းကုန်းမှာတဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်းတပ်တွေက drone နဲ့ဖြတ်အားပြင်းဘုံသီးတွေဇက်တိုက်ကျဲချတက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား2ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား2ဦးက6တောက်ပြတ်ထွက်သွားတာကိုအတိုင်းသားမြင်တွေ့ခဲ့ရတယ်လို့လေ7 Raven Drone Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ ဒီနယ်လေးဒိမ့်ပိုက်ထားတဲ့ကြောင်မဲမြို့ကိုအချက်ပါစကောက်စီတက်ကဒီကနေ့ဇွန်လ28ရက်နေ့မနက်ပိုင်းမှာလဲဒုတိယအကြိမ်လေနဲ့ထပ်မံဘုံကျဲတွားပြန်တယ်လို့နောင်ချိုမြို့ပေါ်ကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်လဲပြည်သူတို့ဥဒဏ်ရာရထားပြီးနေအိမ်တွေပါပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီနယ်လေးဘူပေါင်းတက်တွေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းအရှုံးနဲ့သာရင်ဆိုင်နေရတဲ့အချက်ပါစကောက်စီတက်ဟာဒေါ်လာရေးတက်တွေကိုမနိုင်တာနဲ့ရသားပြည်သူတွေကိုပြစ်မှတ်ထားပြီး လင်းနဲ့ဘုံကျဲတက်ခိုက်နေရမှာဒီကနေ့ဇော်လ28ရက်နေ့မနက်ပိုင်းမှာလဲ DNL သိမ့်ပိုက်ထားတဲ့ကြောက်မဲမြို့ကိုဒုတိယအကြိမ်လင်းနဲ့ထပ်မံဘုံကျဲတွားပြန်နေဆိုပါတယ်အဲ့လိုပဲဇော်လ24ရက်နေ့ကလဲကြောက်မဲမြို့ဘော်ကိုစစ်ကောင်စီတက်ရဲ့လင်းနဲ့ဘုံကျဲတက်ခိုက်မှုကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့သေးတယ်လို့နေအိမ်တွေလည်းပျက်စီးခဲ့ပြီးအခုတခါကြောင်မဲမြို့ပေါ်ကိုစစ်တပ်ကဒုတိယအကြိမ်လေနဲ့ထပ်မံဘုံကျဲတွားပြန်တာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာလည်းဇွန်လ26ရက်နေ့ဖြစ်တဲ့မနေ့ကလည်း အချက်ဖက်စကောက်စီတက်ဟာ TNNI သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ပေါ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတို့ဒဏ်ရာရထားပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့ TNNI ကထုတ်ပြန်ထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီအနေနဲ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ